nó mình là xí để nhà gian đi bảo vệ nó đây lái mua mà phải đi xí giả được mấy đi đâu có con cái nan liu quen mẹ vợ nó mình đã phá tao già nị nấu xong bê anh này rồi mẹ vợ nó ဒုက္ခကောင်းမယ်တကွက်ပဲထိုးရမယ်ဗျာနော်တကွက်ပဲထိုးမယ်လူကြီးလေးတွေဝင်လာခဲ့မယ်ဗျာနော်ကဲတောက်ကြာနေမနဲ့ကိုတကွက်ပဲထိုးမယ်ဗျာဗျာတကွက်ကောင်းလူချင်းနဲ့မိတ်ဆွေများဝင်လာခဲ့မယ်ဗျာနော် လိုက်လမလေးတွေတယောက်ကိုတစ်ချက်စီနှိပ်ပေးမယ်ဗျာနော်အဲမနှက်ပြန်တောက်ကြနေတောက်ကြနေ12နာရီ10မိနစ်အတွက်နောက်ဆုံးပဲအိတ်နဲ့လွယ်မယ်တကွက်ပဲထိုးအောင်ဗျာနော်တကွက်ကောင်းလိုချင်တဲ့မိတ်ဆွေများဝင်လာခဲ့မယ်ဗျာ ဲမနေ့ဖက်ကတောက်ကြနေနော်7နာရီ10မိနစ်ဈေးအတွက်ပါနော်တက်ကွက်ကောင်းအောင်မှာကြိုင်နေတတ်တဲ့မိတ်ဆွေတွေတက်ကွက်ကောင်းအောင်မှာနော်နောက်ဆုံးဖွဲ့နော်တက်ကွက်ကောင်းလေးနဲ့ပဲရှုံကျွေးလေးတွေကြည်အမြက်ကလေးတွေပိုင်ဆိုင်ခြင်းနဲ့ဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေတွေကအားလုံးဝင်လာမယ်ဗျာနော်ကဲ3ယောက်ပဲရှိသေးတယ်မြန်မြန်လေးဝင်လာမယ်မြန်မြန်လေးလိုက်လက်မလေးတွေရောက်ကိုတစ်ချက်စီနေပြပါနော်မိတ်ဆွေတို့မနက်မငါတောက်ကြပွဲသိန်းလေးကိုရောက်ရှိလို့လာပြီဆိုတော့ နော်ရှုံးနေတဲ့တနင်္လာအင်းကပုတ်တဘူးနော်ကြာတပရီနေ့ကြီးကိုနော်တကြိမ်တခါမှမပေါက်သေးဘူးမရသေးပါဘူးဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေတွေကဝင်လာခဲ့ပြီးမယ်နော်ကဲ၅ရောက်မင်္ဂလာပါဗျာနော်ကဲလမ်းမလေးတွေတယောက်ကိုတစ်ချက်စီထောင်ထားပေးပါဗျာမန္တပငါတောက်ကြနေရဲ့နောက်ဆုံးပိတ်မှာအိမ်နဲ့လွယ်ကျင်ကြတယ်ဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေတွေအခွန်အမတွေအတွက် နော်ဒီညမှာဆိုလို့ရှိရင်တကွက်သေးသောကဏ္ဍလေးနဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကို မန္တဘငါတောက်ကြနေရဲ့နောက်ဆုံးပိတ်မှာเนาะရှုံကျွေးလေးတွေရှိတယ်မိတ်ဆွေတွေလည်းတင်ပြီးတော့ကစားပါဗျာเนาะကိုရရှိတဲ့ကဏ္ဍလေးနဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုခေါ်ရညမှာဆိုလို့ရှင်ဒါတကွက်သေးကိုဒါရွေးပြီးတော့ရွေးထုတ်ပေးထားတာဗျာเนาะဘာကြောင့်လဲဆိုမန္တဘငါကမှပွဲသိမ့်သွားပြီဗျာเนาะပွဲသိမ့်သွားပြီဆိုတော့ရှုံကျွေးလေးတွေလည်းနောက်တစ်ချုပ်ကုန်မှာရေကောင်းရှိမယ်ဗျာเนาะအဲ့ဒီတော့လည်းတကွက်သေးတော့ကဏ္ဍနဲ့ဆိုလို့ရှင်ရှုံကျွေးလေးတွေကြည်ပြီးတော့ အမြတ်ကလေးတွေပိုင်ဆိုင်ပါသေးဆိုတော့ဆန္ဒလေးနဲ့ဒီညမှာဆိုလို့ရှင်တက်ခွာကောင်းလေးကိုလိုက်ထုတ်လွှင့်ပေးရခြင်းဖြစ်ပါတယ်ဗျာနော်ကဲလမလေးတွေထောင်ထားပေးပါနော်စေတနာကိုနားလဲအတိမတ်ပြုပေးတယ်မိတ်ဆွေတွေကလိုက်လမလေးတွေထောင်ပေးပါနော်ကဲလူကြီးလေးတွေဆုံဆုံလေးလေးဝင်လာခဲ့ပေးပါဗျာနော်လူဆုံးပြီဆိုလို့ရှင်စိုက်ကလေးစတင်ပါနော်လူဆုံးပြီဆိုရင်စိုက်ကလေးစတင်ပါ၈ရောက်ပဲရှိသေးတယ် နော်မိတ်ဆွေတွေအားနည်းနေသေးတယ်နော်လူဦးရေတွေတွေအားနည်းနေသေးတယ်နော်နော်ဝန်လာပြီသူတွေကဖုံးရံမှန်လေးကိုဖုံးမှန်လေးကိုလက်နဲ့နော်တယောက်ကိုတစ်ချက်စီနှိပ်ပေးပါဗျာနော်ကဲ၉ယောက်မင်္ဂလာပါနော်ကဲမင်္ဂလာညချမ်းလေးမှဆိုလို့ရှိရင်နော်မနက်မခါမှကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲနော်တကွက်ကောင်းလေးနဲ့ပေါက်ကြပါသေးရကြပါသေးလို့နော်ကျွန်တော် အောင်လေးကနေပြီးတော့နော်စုံမကောင်းလေးတောင်းပေးလိုက်ပါတယ်ဗျနော်ကဲ73ယောက်မင်္ဂလာပါနော်လက်မလေးကြီးအားနေနေသေးတယ်73ယောက်ဒီအကူမကြီးနော် like ဒီ73 like ဖြစ်နေတာလေးကိုမြင်နေပါတယ်တွေ့ကျင်ပါတယ်ဗျနော်ကဲမြန်မာလေးတော့ဝင်လာမယ်နော်လူသုံးပြီးဆိုမှစိုက်ကလေးကိုစတင်ပါနော်ကျွန်တော်ရဲ့မိတ်ဆွေလိုင်းလေးတွေကလည်းမကောင်းဘူးဗျာနော် လိုင်းလေးတွေမကောင်းတဲ့ကြားထဲကနေပြီး light ထုတ်လွှင့်ပေးရတာဗျာနော်အဲ့အတွက်လိုင်းလေးတွေထုတ်သွားတဲ့ခါမျိုးမှာထက်သွားတဲ့ခါမျိုးမှာတော့ကျွန်တော်မိတ်ထွေတွေကနော်နားလေပေးပါဗျာနော်ကဲဝင်လိုက်ထွက်ကလေးတွေလုံးနေတယ်ဗျာနော်ဝင်လိုက်ထွက်လိုက်ကလေးတွေမလုံးနဲ့နော်ဝင်လိုက်ထွက်ကလေးတွေမလုံးနဲ့မနက်မှငါအတွက်တကွာကောင်းလေးကိုကျွန်တော်ရေမိတ်ဆွေတွေနော်တခါတည်းတပါတည်းယူသွားပါနော် ဒီညမှာအဲ့ဒီ site ကလေးနဲ့နော်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုတက်ခွက်ကောင်းလေးဒါထိုးအောင်မယ် site ကလေးဒါစတင်ပြီပေါ့နော်မကြည့်တတိယနှစ်ရတတိယနှစ်ရနှလုံးသုံးနော်ကျွန်တော်တို့ခွန်6ဆိုတဲ့ဒီခွန်ထိတ်နဲ့နော်9 7ဆိုတဲ့တင်းနောက်ပွေရခွန်2ဆိုရနှစ်နောက်ပွေရခွန်6ဆိုတဲ့ဒီခွန်ထိတ်ရနော်တတိယနှစ်ရခွန်ရ တင့်နှစ်ခုသည်တောင်းလုံးပေါင်းခြင်းသည်တုံညပါငါတက်ဆိုတဲ့ငါနောက်ပိတ်ရယ်ခွန်နှစ်ဆိုတဲ့ဒီနှစ်နောက်ပိတ်ရယ်နော်ခွန်ကိုးဆိုတဲ့ဒီခွန်ထိတ်ရယ်ဒီတက်ရယ်နှစ်ရယ်ခွန်ရယ်သုံးလုံးပေါင်းခြင်းဒီတုံညပါတဲ့နော်ဒီကနန်းသုံးလုံးပေါင်းခြင်းတုံညဖြစ်လို့နော်မနက်ဖကားမှာသုံးလုံးပေါင်းခြင်းတုံညနဲ့ကျွန်တော်တို့ကဝင်ပေးရမှာနော် ဒါဆိုရင်သုံးလုံးပေါင်းချင်း၃ညဖြစ်အောင်နော်နော်ခွန်ရယ်၃ညရယ်နော်ခွန်၃ည၃ဆိုပြီးတော့နော်ဒီခွန်ရယ်ဒီ၃ညရယ်၃ရယ်ဆိုပြီးတော့ခွန်၃ည၃ဆိုပြီးတော့သူကသုံးလုံးပေါင်းချင်း၃ညနဲ့ပြန်ဝင်ပေးထားတယ်နော်ဒီမှာရှိနေတဲ့၁ရယ်၂ရယ်ခွန်ရယ်၃ညဖြစ်ခြင်းကြောင့်ခွန်ရယ်၃ညရယ်၃ရယ်သူကလည်း၃ညလို့ဖြစ်ပေးတယ်နော်ကဲ၁၂ရောက်ပဲရှိသေးတယ်ဗျာ နော်၁၂ယောက်ပဲရှိသေးတယ်လူကြီးလေးတွေအားနေနေပါသေးတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေနော်၁၂ယောက်ကလိုက်လက်မလေးတွေနေပေးအောင်နော်လူကြီးလေးတွေလည်းအားနေနေတယ်ရှယ်တတ်တဲ့မိတ်ဆွေတွေရှယ်ပေးပြာနော်ပါရောင်လဲဆိုတော့နော်ဒီမိန်ကရန်တကွာကောင်းဒီမန္တဖန်ကအတွက်နောက်ဆုံးပိတ်မှာဒါကျွန်တော်ရဲ့ကိုမိုက်ဒါထိုးရမှာနော်နောက်ဆုံးပိတ်မှာထိုးရမှာအဲ့လွင်ဝင်းနဲ့နော် ဦးတန်းလွင်နော်မင်္ဂလာပါဗျာနော်ကဲမင်္ဂလာညချမ်းလေးပါနော်ကဲဒါဆိုရင်နောက်ပိတ်ကဏ္ဍလေးကိုအားလုံးလိုက်ကြည့်မယ်နော်ဒါဆိုလို့ရှိရင်ခွန်တုံညာ3ဆိုပြီးတော့မှာ3ထိပ်စီဝင်သွားပြီနော်နောက်ပိတ်ကဏ္ဍလေးကိုအားလုံးတစ်ချက်လိုက်ကြည့်မယ်နောက်ပိတ်ကဏ္ဍလေးတည်တယ်တောင်းလုံးမောင်းညင်းသူကတုံညာနဲ့ထည့်ပေးရမှာ ဒီနှလုံးလေးနော်ဒီ6နဲ့7နဲ့6 7နှလုံးလေးနော်သူက3လုံးပေါင်းခြင်းနော်ဒီ3လုံးပေါင်းခြင်း3ညာဖြစ်ပေးရမှာဆိုတော့6နဲ့7နဲ့နှလုံး4ပဲရှိသေးတာ3လုံးပေါင်း3ညာဖြစ်အောင်ဆိုလို့ရှိရင်6နောက်ဝိတ်ထည့်ပေးလိုက်တာ6 7 6ဆိုပြီးတော့3လုံးပေါင်းခြင်း3ညာနဲ့ပြန်ဝင်ပေးထားတယ်နော်ဟုတ်ပြီလား ကဲဒါဆိုလို့ရှိရင်ဒုတိယမြောက်စိုက်ကလေးကိုဆက်သွားမယ်နော်လူကြီးလေးတွေကဘလို့ဖြစ်လို့နော်ဝင်လိုက်ထွက်လိုက် ဖြစ်နေတာလေနော်အဲ့ဒီစိုက်ကလေးနဲ့မနက်ကမှတကွက်ကောင်းထိုးရမှာကျွန်တော်ရဲ့မိဆွေတွေနော်တကွက်ကောင်းသမားတွေတကွက်ကောင်းတကွက်ကောင်းလို့မေးနေတယ်မိဆွေတွေဘယ်ရောက်နေပြီလဲနော်မနက်မှငါအဲ့တော့တကွက်ကောင်းလေးကိုထိုးကျင်တယ်ကျွန်တော်ရဲ့မိဆွေတွေကနော်နော်မိတ်ဆွေတွေဒီသာဝင်လာခဲ့ပြီမယ်နော်ပယ်ရီယိုလေးကိုနော်ကြော်မသွားဘဲနဲ့ပြီးဆုံးတိုင်အောင်ကြည်ပေးနော် ကဲဒါဆိုရင်ဒုတိယမြောက်စိုက်ကလေးကိုဆက်သွားမယ်နော်ဒုတိယမြောက်စိုက်ကလေးကိုဆက်သွားမယ်ဒုတိယမြောက်စိုက်ကလေးကိုဆက်သွားမယ်ဒုတိယမြောက်စိုက်ကလေးတည်တယ်ငါငါတုံညဆိုတဲ့ခဏနော်ငါငါတုံညဆိုတဲ့ခဏနော်ဒီငါငါတုံညဒီတုံးလုံးပေါင်းချင်းတုံညပါ 9939ညပေါင်းခြင်း3လုံးပေါင်းခြင်းဒီ3ညပါပဲဗျာနော်ကဲဒါဆိုလို့ရှင်ထိတ်စည်းကရင်စဝင်မယ်ဆိုတော့နော်ဒါတော့ထိတ်စည်းက73ယောက်ပဲရှိသေးတယ်နော်ထိတ်စည်းကနေရင်စဝင်ပြီးမှာနော်ဒုတိယမြောက်စိုက်ကလေးကိုအားလုံးလိုက်ကြည့်မယ် ချိန်ကြာကြီးထုတ်လွှင့်ပေးမှာမဟုတ်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအချိန်ကြာကြီးထုတ်လွှင့်ပေးမှာမဟုတ်ဘူးเนาะနှစ်၄၄ဆိုပြီးတော့เนาะနှစ်၄၄ဆိုပြီးတော့ ၄ဆိုတဲ့၅နောက်ပွေရဲ့၂၅ဆိုတဲ့၅နောက်ပွေရဲ့၃ညာဘူးဆိုတဲ့၃ညာထိတ်ရဲ့၅၅၃ညာ၃လုံးပေါင်းခြင်းဒီ၃ညာဖြစ်လို့ဒီ၂ရဲ့၄ရဲ့၄ရဲ့ဆိုပြီး၂၄၄ဆိုပြီးသူက၃လုံးပေါင်းခြင်း၃ညာနဲ့ပြောင်းဝင်ပြီးတာနော်ဟုတ်ပြီလားဒါဆိုရင်နောက်ပွေလိုင်းလေးကိုအားလုံးတစ်ချက်ကြည့်အောင်နော်နောက်ပွေလိုင်းလေးကိုအားလုံးတစ်ချက်လိုက်ကြည့်မယ်နောက်ပွေလိုင်းလေးဒီလေတစ်တစ် ရှစ်ဆိုပြီးတော့တတရှစ်ဆိုပြီးတော့တုံညာနဲ့ပဲပြန်ထည့်ပြီးရောနော်ဟုတ်ပြီလားကဲဒါဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်တပင်မှန်နော်ဒီမှာပထမတပင်မှမှန်သွားပြီဒီဒုတိယတပင်မှလည်းထပ်ပြီးတော့မှန်သွားပြီနော်ကဲဒါဆိုရင်မန္တဖန်ကအတွက်ပဲကျန်တော့တယ်နော်ဒီ సై ကလေးဒီမန္တဖန်ကမှဆက်ပြီးတော့ပေးခဲ့မယ်ဆိုလို့ရှိရင်ဒါကျွန်တော်ရဲ့မိတ်ဆွေတွေနော်ရှုံကြွေးကြည်ပြီးတော့ ဒါအမြတ်ကလေးတွေပိုင်ဆိုင်မဲ့ సై ကလေးပါဗျာနော်ကဲမနဘငါအတွက်နော်ထောင်ဝင်လေးကိုတစ်ချက်ကြည့်မယ်မနဘငါအတွက်ထောင်ဝင်လေးသည်ဂျင်9ရဲ့9ရဲ့1ရဲ့9 9 1နော်9 9 1ဆိုပြီးတော့တောင်းလုံးမောင်းချင်း9လို့စဝင်ပြီ 9ကို1ဆိုပြီး3လုံးပေါင်းချင်း9နဲ့ဝင်ပြီเนาะကဲဒါဆိုရင်ထိပ်စည်းကဏ္ဍလေးကိုအရင်စဝင်ကြည့်အောင်ဗျာเนาะ16ရောက်မင်္ဂလာပါဗျာเนาะထိပ်စည်းကဏ္ဍလေးကိုကျွန်တော်တို့ကစဝင်မယ်ဆိုလို့ရှိရင်ဒီ2ရယ်3ရယ်เนาะဒီ3လုံး9ဖြစ်ခြင်းကြောင့်9ကို1 3လုံးပေါင်းချင်း9ဖြစ်ခြင်းကြောင့်ဒီမှာလဲကျွန်တော်တို့ဒီကဏ္ဍ3လုံး9ဖြစ်ပေးရမယ်ဒီ3လုံး5ဖြစ်ပေးရမယ်เนาะ အဲ့ဒီတုံးလုံး၅ဖြစ်ပေးရမယ်ဆိုတော့ကျွန်တော်တို့နော်ဒီတုံးလုံး၅ဖြစ်ပေးရအောင်မယ်ဆိုလို့ရှင်ကျွန်တော်တို့ဘာထိပ်သီးချက်ပေးမလဲနော်၅ဖြစ်အောင်ကျွန်တော်တို့၃ညာထိပ်ချက်ပေးတိုင်းနော်၃ညာထိပ်20နဲ့မှတည်းအောင်နော်ကဏန်းကိုတစ်ခါတည်းပြပေးလိုက်လို့ရတယ်ဗျာနော်ကဏန်းကိုကျော်ဒီကဏန်းထိုးဆိုပြီးတစ်ခါတည်းပေးခဲ့လို့ရတယ်နော်တချို့မိတ်ဆွေတွေကြတော့နော်စိုက်ကလေးကိုကြည့်ကျင်ကြတယ် စိုက်ကလေးကိုကြည့်ညာစိုက်ကလေးကိုမြင်မှလိုက်ပြီးတော့ကစားတဲ့အကူမလေးရှိတယ်နော်အဲတော့လူတစ်ယောက်နဲ့တစ်ယောက်နဲ့မှာအကြိုက်ချင်းမတူတဲ့အခါမျိုးကြတော့နော်ကျွန်တော်ကအများနဲ့အလုပ်လုပ်ရတဲ့အခါမှာနားလဲပေးပါဗျာနော်အဲ့အတွက်အားလုံးကိုလည်းဒါတောင်းပန်ပါတယ်ဗျာနော်နားလဲမှုလေးတွေပေးကြပါနော်တစ်ယောက်နဲ့တစ်ယောက်ဒါအကြိုက်ချင်းမတူတဲ့အတွက်ကြောင့်မဟုတ်လို့ပါဗျာနော်ကနန်းကိုဒီကနန်းထိုးဆိုပြီးတခါလဲချပေးခဲ့လို့ရပါတယ် နောက်ဘွေလိုင်းကိုတစ်ချက်ကြည့်မယ်နော်နောက်ဘွေလိုင်းဒီလေရှင်းရဲ့နှစ်ရဲ့နော်ဒီရှင်းနဲ့နှစ်နဲ့ပေါင်းတာဒီရှင်းနဲ့နှစ်နဲ့ပေါင်းတာဒီ၃ညနော်ပါလေသူက၃လုံးပေါင်းခြင်း၅ဖြစ်ရမှာနော်ဒီကနေ၃လုံးပေါင်းခြင်း၅ဖြစ်ပြရမှာနော်ဒါဆိုရင်အပိတ်ဒီကျွန်တော်တို့၅ပြောင်းဆိုရင်၅လောက်ပိတ်ထည့်ပေးတယ်ဒါဆိုနှစ်ငါးဆိုရဲခနဲ့နော်ဟုတ်ပြီလား cái mình đang vào ngã rồi nó mà nè nó xanh lại cho mình à, nè tổ nhà ngà nó không bị à long bơi nó mình đang vào ngã mà thì được có con đi nè, 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 nè ပေါက်ကြပါသေးရကြပါသေးလို့စုမောင်းတောင်းပန်နေလိုက်ကိုရင်နာမယ်ဗျာနော်